ကြာမဲလီကတော့တကယ်စောပါလေကွယ်ဒီကောင်းတဲ့ဝမ်းသာရေလို့ပြောရင်ခင်ဗျားအချမ်းသာတမအားပေးနေတာလူသားတမအားပေးနေတာလူသားမှုအားပေးနေတာငါဒီညာဦးတထိုးလုံးမှာ PDF တကောင်းမှတော့အမြင်ယူအကုန်ရှင်းပြီးတော့ရှင် PDF တွေကဒီဆာမတွေကိုဘာတော့တတ်တယ်လဲဆိုတော့ကိုသူတို့ကကဘာမြေပြင်ပေါ်မှာမနေတိမနေထိုက်တဲ့သူမို့လို့ PDF တွေတတ်လိုက်တယ်လို့ပဲခံယူလိုက် ားလုံးပဲမင်္ဂလာပါရှူဖမ်လီမှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီမှာပက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါတယ်လားဟုတ်ကဲ့ကျွန်တော်တို့တွေ့ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမဲ့ရုပ်တံလေးနဲ့ရောင်းလာလေအညာကူလာလေခမရလေးကလူလေကျုံနှလုံးသားကအဖြူတွေဘလို့နေထားလဲဆိုတာကြည့်လိုက်ဟုတ်ရောင်းကူလာလေဟွန်း အညာကိုလှူခွဲဟုတ်ပြီခမားလေးတော့လှူရင်တကယ်โอเคရှစ်ခွဲများကမတော်ပေါ်မယ်ဒါပဲပေါ်ရမယ်ကြာမယ်လီကတော့တကယ်စောပါရဲ့ကွယ်စိုက်ကတော့နော်အားလုံးစိတ်ချမ်းသာမယ်ကြာမယ်လီတွေကလည်းစော်တယ်ခမားလေးအညာဥသာလှူဟွန်းတကယ်ကိုပြည်ပြင်းနဲ့အောင်မွေးတယ်ခမားတို့တွေ့ရလိမ့်မယ်ဗျာဒါပဲ ဟာဟဲ့အောင်လေဒါတော့ကြားမဲလေးတွေဘိုးပိုက်ခဲတို့ရဲ့ကမ်ပိန်းအတွက်ကိုတိုးကျော်နဲ့ကိုပိုးလေးအညာမြေကိုရှောက်နေတယ်ဘလောက်တောင်ချစ်ဖို့ကောင်းတယ်ပြည်သူအမှုပညာရှင်အဆက်ဆက်တွေဆိုတာဒါမျိုးကိုပြောတာဗျဒီဗီဒီယိုလေးကတော့ကျွန်တော်တို့အားလုံးလွမ်းနေတယ်နော်မတွေ့ရမမြင်ရတာကြားတယ်ကျွန်တော်တို့ရဲ့အမေအိုကြီးတော့ကြားတော့ကြားနေ2022က CCTV မှတ်တမ်းလေးဗျအကျွန်တော်တို့တူတူကြည့်ကြည့် တက်ခုနဆယ်ကျော်ရှိစေဖွားယူကြောက်နေကြတာနော်သူတို့တွေလိပ်ပြလုံတာကျွန်တော်တကယ်အံ့ဩတာဗျဒါကတော့ကျွန်တော်တို့ရဲ့အမေကျမ်းပါဆိုတာရှိနေကြောင်းသိစေချင်တာပေါ့နော်ကျွန်တော်တို့ရဲ့အမေမတွေ့တာကြာတဲ့ကျွန်တော်တို့ရဲ့အမေအိုကြီးအဆဆဘေးကင်းပါလေလို့ပဲကျွန်တော်တို့တွေဆူတောင်းပြီးတော့ရှစ်ဆက်သွားကြမယ်ဟုတ်ပါဗျဒီသတင်းပီဒီယိုလေးကတော့ခွေးတောင်စာကျွံ့မျိုးမင်းပြောထားတယ်ကျွန်တော် UG တော်လိုင်းရေးတပ်ဖွဲ့တွေကပညာမတတ်ဘူးတဲ့ နောက်ပြီးတော့ចောင်းဆရာမចောင်းဆရာဆရာမနှစ်ယောက်ကိုတက်ဖြတ်တယ်လို့ဒါဆွဆွဲပြောဆိုကြက်လေးပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆရာမနွေဦးမေနဲ့အတူတူဝင်ပြီးတော့ဒီခွေးတောင်းသားကိုဆော်ပေးမယ်နောက်ပြီးတော့တော်ရမတောင်းကျမ်းနေတဲ့လူတွေကိုခါတော့မရှင်းနိုင်ကြတော့ဘူးလားဘာလို့လဲဆိုတော့ဒီညောင်ဦးမြို့နယ်တောင်းဝိုင်းမှာဒီရပိုင်းတွေဒီမှာတောက်လျှောက်ဆိုသလိုတက်ဖြတ်မှုတွေလုံးချမှုတွေအကြီးအကျယ်ဖြစ်နေရက်ွက်အကြီးအောင်အဆွေရရှိအဆင့်တွေတွင်မဟုတ်တော့ပဲနောက်တစ်ဆင့်မြင်လာပြီကျောင်းဆရာမတွေကတက်ဖြတ်တဲ့အားကြီးဇာတ်လမ်းကြီးကမြင့်တက်လာပြီ အခုညောင်ဦးမြို့နယ်မှာဆ iam တ်လင်မယန်းတဲ့ကို PDF တွေကနေမှတက်ဖြတ်တယ်လို့ပြောတယ်ပြီးတော့ကျေးရွာမှာရှိတဲ့အုတ်ကြီးတွေကိုလည်းပဲတက်ဖြတ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုသူပြောသွားတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြွကတော့မန်နမာနဲ့ကြွမဆိုးလို့ချင်းဘူးဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာဖြစ်ပျက်တဲ့အရာအလုံးဟာစစ်ခွေးတွေကြောင့်ဖြစ်ပေါ်လာခဲ့တယ်လွန်ခဲ့တဲ့အချိန်မှာလည်းကျွန်တော်ကစစ်တပ်တွေရဲ့အုတ်ချုံမှုအောက်ထဲမှာကျွန်တော်နေခဲ့ပါတယ်ဒါပေမဲ့ဘေးစစ်ခွေးတွေရဲ့လက်ထဲမှာမှမြန်မာနိုင်ငံကြီး းကတလောက်ချင်းပြစ်စည်းလာခဲ့တာမရှိခဲ့ဘူးလူပမာတိုင်းရင်သားတွေဒီဒေါ်လာရဲထဲမှာမပါဝင်ခဲ့တုန်းကလည်းကျွန်တော်ကတော့စစ်ခွေးတွေပြဲတဲတာပြော့တယ်ဒါပေမဲ့ဒီလောက်အထိကျွန်တော်ကမဆိုးခဲ့ကြဘူးเนาะဒါပေမဲ့ဒီနေ့ကတော့မြန်မာနိုင်ငံဟာခုတီးတော့ လူတဲ့ရင်ဝတ်တာတဲ့နိုင်ငံဖြစ်တယ်လို့အရင်တော့ကလည်းပြောခဲ့ဖူးတယ်။စစ်ခွေးတွေရဲ့လက်အောက်ထဲမှာရှိတဲ့ဒီဝန်ထမ်းတွေဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်အမတမရိုင်းဆိုင်တယ်။အခုဒီညောင်ဦးကိစ္စနဲ့ပတ်သက်ပြီးတော့မားတယ်မန်တယ်လို့ပြောတာထက်ဒီလိုမျိုးကိစ္စဖြစ်ပေါ်လာဟာအထူးသဖြင့်စစ်ခွေးတွေကြောင့်နာကြီးချက်တွေကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်။နော်ဆိုတော့ဆက်ပြီးမှနားထောင်ကြည့်ရအောင်။ ညောင်မင်းကံဖရညောင်မင်းကံကြီးွာအခြေအနေတော်ကြောင်းခွဲမှာတာဝန်ထမ်းဆောင်နေတဲ့သူက42နှစ်အရွယ်အကြောင်းဆရာမဒေါ်နီလာဝင်းအဲ့ဆရာမရဲ့သူ့ရဲ့ယောက်ျားရဲ့သူ့ရဲ့မြမရဲ့ပေါ့နော်။၃ယောက်ကကြောင်းဝင်းထဲမှာရှိတဲ့ဝန်ထမ်းလိုင်းကမှလူရှိတဲ့အချိန်အဲ့ချိန်မှာ PDF အဖွဲ့အချက်ပြတ်သမား9ယောက်ကစိုက်ကယ်၄စီးနဲ့ရောက်ချလာတယ်။သူတို့ခုနကဒီစီရီယံမလောက်တာရဲ့နောက်တစ်ခုက PDF တွေလောက်ရှောက်မှုထောက်ခံအားပေးမှုမရှိဘူး။သို့မဟုတ်မကြိုက်ဘူးမနစ်သက်ကြောင်းပြတ်သားမှုပြောဆိုမှုရှိအောင်ရှိနေမယ်။အဲ့ဒါကိုပြောရအောင်လားဆိုပြီးတော့ အဲ့ဒီဝန်ထမ်းလိုင်းကန်းရှေ့တီရောက်လာတယ်ရောက်လာပြီးတော့အစီအမဒုံနီတာဝန်နဲ့သူ့ရောက်ကြပြီသူဦးစော်လက်သူတို့နှစ်ယောက်စလုံးကိုဝန်ထမ်းလိုင်းကန်းထဲကနေဆွတ်ထုတ်ပြီးတော့လိုင်းကန်းရှေ့မြေကွက်လာထဲမှာတနေ့ပြစ်တပ်လိုက်တယ်မျိုးလုံးထဲမှာမြင်အောင်ကြည့်ပါခင်ဗျားလည်းခင်ဗျားဇနီးနဲ့ကအိမ်ထဲမှာရှိနေတယ်အဲ့ဒီအချိန်မှာတနက်ကင်ထားတဲ့ချက်ဖတ်တမခွန်ရလောက်ကရောက်ချလာတယ်တနေ့နဲ့ထောက်ပြီးအိမ်ထဲကိုကုတ်ဆွဲခေါ်ထွက်လာတယ်အိမ်ရှေ့မြေကွက်လက်လုံးမှာလူမြင်သူမြင်လူမြင်ခွန်းထဲမှာတွန့်လှဲ့ပလိုက်တယ်ပြက်လှဲ့ပလိုက်တယ်နေမင်းကစားပြီးတော့ပြီးတော့ဒိုင်း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 နဲ့တနေ့ပြစ်တပ်လိုက် ျွန်တော်တို့အဲ့ဒီမြင်ကွင်းကိုမျက်လုံးထဲမှာမြင်လာအဲ့ဒီမြင်ကွင်းကိုမြင်လာလို့ကျွန်တော်ပြန်မေးပါမယ်ဒီမြင်ကွင်းကိုမြင်နေဆိုရင်အဲ့ဒီမြင်ကွင်းကနေကျွန်တော်တို့ဘာခံစားမိလဲကောင်းတယ်ဝမ်းသာတယ်လို့ပြောမလားဒါမှမဟုတ်ဒါကြီးကမယဲနေတာလို့ပြောမလားကောင်းတယ်ဝမ်းသာတယ်လို့ပြောရင်ခင်ဗျားအကြမ်းဖက်သမားအားပေးနေတာလူသက်သမားအားပေးနေတာလူသက်မှုကိုအားပေးနေတာကျွန်တော်တို့အေးအဲ့ဒါကြီးကမယဲနေတာကွာကြမ်းတမ်းနေတာရိုက်ဆိုင်နေတာကွာလို့ခင်ဗျားတို့ခံစားမိရင်တော့ကျွန်တော်တို့လူစိတ်ရှိသေးတယ်ကျွန်တော်တို့အေးချမ်းသာနေချမ်းနေခြင်းစိတ်ရှိနေသေးတယ်ခင်ဗျားတို့အဲ့လိုအနိုင်ကျင့်တာလို့မကြိုက်ဘူးဆိုတဲ့စိတ်ရှိနေသေးတယ်ပြည့်ရတဲ့အဲ့လိုကုံဆွဲခေါ်ပြီးတော့ပြင်သစ်တဖြစ်စေရမနေ့က မနေ့ရှင်းနိုင်ကြတော့ဖြစ်သွားတယ်။ဟဲ့ကျွန်မျိုးမင်းငါတို့တွေကအေဂျင့်ဆိုတာအစောကတည်းကနေထိုင်ပြီးသားငါတို့တွေရဲ့အေဂျင့်တွေတဲ့ဘွားတွေကိုမင်းတို့ခွေးတော်သားအုပ်စုတွေမိုင်ရန်ရှုံးပါခဲ့လို့ငါတို့ဘွားတွေဒီအခြေအနေအထိရောက်နေတာ ကျောင်းဆရာမနဲ့သူ့ယောက်ျားကိုအစိုးရဝန်ထမ်းကြီးအဆောင်ရွက်ချက်မှရှိတဲ့ကွင်းပြင်မှာတပ်ပစ်လိုက်တယ်လို့ပြောတယ်ဆိုတော့ဒီဥစ္စာကိုနော်ကုမျက်စိထဲမှာမြင်ပြီးမှအကောင့်တွေလို့ထင်လေဆိုလို့ရှိရင်တော့အတန်းဖက်ကိုထောက်ခံတဲ့သူဖြစ်တယ်လို့ပြောတယ်ဆိုတော့ non CDM တွေကို CDM လောက်ကြပါဆိုပြီးမှအခု9နှစ်ရှိလာပြီကျွန်တော်အော်ခဲ့တယ်ပြီးတော့တို့လူကြီးဖြစ်တယ်ဒီကိစ္စနဲ့ပတ်သက်ရင်မျက်စိထဲမှာမြင်ကြည့်ရင်မလုံတင်ဘူးလို့ပြောလို့ရှိရင်လူစိတ်ရှိတဲ့တယ်လို့ပြောလိုက်လို့ရှိရင်အဝေးကြီးကိုကျွန်မမပြောဘူးဒီမင်္ဂလာ ဆောင်ပွဲဒီမှာကလေးတွေရှိတဲ့နေရာတွေမှာဘုံကျဲတာတွေအများကြီးရှိတဲ့ထဲကနေမှမေလမှာဖြစ်ပွားခဲ့တဲ့ဒီဘေးရင် NUG အကြောင်းကိုဘုံကျဲလိုက်တဲ့ဥစ္စာတွေကိုမြင်ရောက်ကြည့်လိုက် နော်ဒီဆံမတွေရှိတဲ့နေရာကို PDF ခုနှစ်ယောက်သွားမှသွားဖောင်းခဲ့တယ်လို့ပဲထားဒါကမြင်ရတယ်ဘာလို့မလဲဆိုတာလည်းသိနေပြီဖြစ်တယ်မိပါတွေကနေမှမျောလင့်ချက်တဲ့အများကြီးရှိနေတဲ့ဒီကလေးတွေကိုနင်းတို့ဘုံကျေးတာနင်းတို့မျက်စိထဲမှာမမြင်ရောက်ခဲ့ဘူးလားဆိုတော့အဲ့လိုမျိုးမြင်ရောက်ပြီးတဲ့နောက်ပိုင်းမှာအခုနင်းတို့ဘာပြောခဲ့တယ်လဲအတန်းဖက်တွေရှိတဲ့နေရာကိုဘုံကျေးရမယ်လို့ပြောတယ်ပြီးနင်းတို့ကိုယ်တိုင်စိန်ခေါ်ခဲ့တယ်နင်းတို့တတ်သိရှိတယ်ဆိုလို့ရှင်တော့နင်းတို့ရုံခန်းဖွင့်ပါလားနင်းတို့တတ်သိ ှိတယ်ဆိုလို့ရှိရင်ဒီနင်းတို့ရဲ့ NUG တွေရဲ့ယုံနေဖြစ်ဘယ်မှာရှိတယ်ဆိုတဲ့ဥစ္စာကိုပေါ်တင်လောက်ပါလို့ဒီလောက်ထိနင်းတို့စိန်ခေါ်ခဲ့တယ်เนาะနင်းတို့ဒီဆံမတွေတည်တဲ့ဥစ္စာကိုတော့နင်းတို့မျက်စိထဲမှာမြင်ရောက်ပြီးတော့လုတ်တင်နေဆိုလို့ရှိရင်တော့တဘုံအားပေးတဲ့သူတွေဖြစ်တယ်အဲမလုတ်တင်ဘူးလို့ပြောလိုက်လို့ရှိရင်နင်းတို့လူစိတ်ရှိတယ်ဆိုလို့ရှိရင်ဒီနေ့ကလေးတငယ်လေးတွေကိုနင်းတို့ပြစ်လိုက်လို့တည်သွားတဲ့ကလေးမအေးတွေဘလောက်ရှိသွားပြီလဲ ဒါဒီကိုနင်းတို့မျက်စိထဲမှာမမြင်ရဘူးလားဒီဘောမဒီရဲ့စိတ်သက်အောဆရာကောင်းတယ်သူတို့ရဲ့ကောင်းကိုလည်းရိုက်ခွဲပြီးမှာသူတို့ရဲ့အုံနောက်ကိုကြီးလိုက်လို့ရှိရင်တော့လူနဲ့သူတွေအုံနောက်တော့ထွက်လာမယ်လို့ကြွမထင်ဘူး နော်ဝမ်ရှိဦးစစ်ခွေးတွေလှုပ်လိုက်တဲ့ဥစ္စာကိုနင့်တို့ဘက်ကနေမှမဆန့်ကျင်ရင်တောင်မှငိမ့်ငိမ့်နေလေနေရမှာမဟုတ်ဘူးအကြံပေးတဲ့ရှိလို့ပစ်လိုက်တယ်လွန်ခဲ့တဲ့အချိန်မှာဒီကြော်မျိုးမင်းသူ့ပဲပြောခဲ့တယ်ဘာပြုတ်လဲဆိုတော့အခုတော်လန်ရဲတွေရှိတဲ့နေရာမှာစစ်ခွေးတွေဘက်ကနေနေလဲပစ်မယ်ညလဲပစ်မယ်အချိန်မရွေးပစ်နိုင်တယ်အဲ့အချိန်ကြမှာပဲဒီဒေါ်လာရဲတွေကစိတ်ပိုင်းဆိုင်ရာချွေးရလာကြနိုင်မယ်လို့အဲ့လောက်အထိတူပြောခဲ့တယ်အခုဒီနေ့ကြမှာပဲဒီဆီယမ်မာတွေတတ်တဲ့ဥစ္စာကိုန မျက်စိထဲမှာမြင်ရောင်ပြီးတော့เนาะလှုပ်တင်တယ်မလှုပ်တင်ဘူးဆိုတာကိုပြောပါလို့ပြောတဲ့အခါမှာအခုခုဒီဆံမတွေဆိုလို့ရှိရင် CDM လောက်ပါလို့ပြောထားတာကြားရပြီသူတို့ဘာသူတို့မလုပ်လို့ဖြစ်သွားပြီဘ누구ကမှလည်းကောင်းတယ်မပြောဘူးမကောင်းဘူးလို့လည်းမပြောတဲ့ကလေးတွေကိုနင်းတို့ပြစ်တတ်ခဲ့လိုက်တယ်စစ်ခွေးတွေဒီလိုမျိုးပြစ်လိုက်လို့လို့နင်းတို့ဝမ်းတာခဲ့တဲ့အချိန်ဒီကြီးပဲဒီနေ့ဒီဆံမနှစ်ယောက်တေးတာနေတေးတယ်လို့တောင်ပြောအောင်မယ် နော်ပြီးတော့ရှင် PDF တွေကဒီဆ iamma တွေကိုဘာကြောင့်တတ်တယ်လဲဆိုတော့ကိုနော်ဘာမှမကြဘဲနဲ့ကို့ဖန်နဲ့ကိုခင်းချင်းတို့ထင်ပြမအောင်မနေနဲ့သူတို့ကကဘာမြေပြင်ပေါ်မှာမနေတဲ့မနေထိုက်တဲ့သူမို့လို့ PDF တွေတတ်လိုက်တယ်လို့ပဲခံယူလိုက် မျက်လုံးထဲမှာမြင်ကြည့်ပြီးတဲ့အခါမှာဘာတွေခံစားတယ်လဲဆိုတော့ ခန်းစားတာတွေအများကြီးပဲလူရဲ့အာဏာကို ခွေးတွေမယူနဲ့မင်းတို့ခွေးတွေယူလာလို့ရှင်မြန်မာနိုင်ငံမှာမဖြစ်တဲ့နေဖြစ်သွားမှာပဲဆိုတာကိုခံယူတယ်เนาะအဲ့လိုမျိုးကိုနားလေသဘောပေါက်သွားတယ်မင်းတို့ခွေးတွေကဒီလိုနားလေသဘောပေါက်သလားဒီလိုနားလေသဘောပေါက်တယ်ဆိုလို့ရှင်တော့ခွေးကျဘူးကို ပြည်သူတွေရဲ့အာဏာကိုပြည်သူတွေကိုပဲပြန်ပေးပါလို့ပဲပြောလိုက်။နော်အဲ့လိုပဲနားလေတယ်။ခွင်းချဖို့ကနေမှနေရတကာကိုဘုံကျဲလိုက်တဲ့အခါမှာနင်းတို့ကနေမှကောင်းတယ်လို့ပြောတဲ့အခါအာယုစာကအတန်းဖက်ကိုအားပေးတာမဟုတ်ဘူးလား။နင်းတို့ဒီနေ့ကျောရတော်လာရဲတွေကလေးတငယ်ကစာလူကြီးတွေအားလုံးကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဥစ္စာကိုနင်းတို့ကအတန်းဖက်တော့မမြင်ဘူးလား။ဆိုတော့ဒီဘုံကျဲတိုက်ခိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မနေ့ကဂျွန်16ရက်နေ့တနာရီလောက်မှာ စစ်ပေးရှောင်းနေရလောက်နေထိုင်တဲ့ဇီးတော်ရွာဖုန်ကြီးကျောင်းကိုမိထလာလေတပ်ကနေမှလာတဲ့ jet fighter နဲ့ပေါင်300ရှိတဲ့ ်ဘုံနှလုံးကျဲခဲ့တဲ့စစ်ဆောင်တွေတဲ့ကျဲတာတွေရှိတယ်လို့ဒုက္ခရောက်သွားတဲ့သူတွေအများကြီးရှိတယ်အဲ့ထက်မှာ warning ဆရာအရန်ကောင်းတာကအခုဇီတိုးယွာဖုန်ကြီးကျောင်းမှာလာနေတဲ့ဒီစစ်ဆောင်တွေဟာ15ရက်နဲ့ညနေပိုင်း9နာရီလောက်မှာခွေးတွေဘက်ကနေမှပေါင်900ရေဘုံ3လုံးလာကျဲသွားတယ်ဘုံ3လုံးလာကျဲသွားတဲ့အတွက်ကြောင့်တဲကျဲတာတွေရောတန်ရရတဲ့သူတွေအများကြီးရှိတယ်ဒါကြောင့်သူတို့ဗတ်မောင်အောင်ဆုံးစီးရှောက်တဲ့နေရာကနေမှဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ဇီတော်ဖုန်ကြီးเจ้าကို ဘောပြန်ပြောင်းတာဖြစ်တယ်ဆိုတော့ဒီစစ်ရှောင်းဒီသွားတဲ့နေရာမှာဗတ္တမနေရာမှာလည်းဘုံကျဲလို့ဇီတော်ဖုန်ကြီးเจ้าကိုထွက်ပြေးသွားတယ်ဗတ္တမကျဲတုံးကလည်းစစ်ရှောင်းဒီတည်ခဲ့ရတယ်တရားရရှိခဲ့တယ်16ရက်နဲ့တုန်းကလည်းပဲအဲတချို့တည်တဲ့သူတွေရှိတယ်လို့ကြိုးပေသွားတဲ့သူတွေလည်းရှိတယ်ဒါတွေဟာအကြမ်းဖက်မဟုတ်ဘူးလားလက်နဲ့ကိုင်းချင်အချင်းချင်းတိုက်ကြပါလားဘာကြောင့်မို့စစ်ရှောင်းတဲ့နေရာမှာ15ရက်နဲ့မှပြစ်တယ်16ရက်နဲ့မှလည်းနင်းတို့ပြစ်တယ်စစ်ရှောင်းတွေကိုပဲနင်းတို့ပြစ်မှတ်ထားပြီးမှဘုံလိုက်ကျင်းနေတယ်ဆိုတော့ ကိုတော့နင်းမသိဘူးလားနင်းတိတိရဲ့နဲ့ဘာကြောင့်မို့နင်းတို့ခွေးကြဘူးကိုကြတော့နင်းဘာမှမပြောဘဲနဲ့ဒီနဲ့ PDF တီကနဲ့မှဒီဆ iam မနေရောက်ကိုလာတက်တဲ့အခါမှာကျတော့နင်းကအကြံဖက်ကိုထောက်ခံနေသူလို့နင်းပြောရအောင်နင်းတို့ကအကြံဖက်ကိုမထောက်ခံဘူးလားဒါကြောင့်ဒီလိုမျိုးအမုန်းတီဟာကျတော့မြန်မာနိုင်ငံမှာရှိတဲ့တော်လန်ရဲတွေရဲ့နှလုံးသားထဲမှာစူးနစ်နေအောင်နာကျင်တဲ့အတွက်ကြောင့်လူတက်တဲ့ဥစ္စာကိုလူတက်တယ်လို့မမြင်ဘဲနဲ့တရိစံတကောင်တတ်တယ်လို့နင်းတို့ကို ငါတို့လိုက်တတ်နေတာเนาะမြင့်မြင့်မထားပါအကြမ်းဖက် PDF အဖွဲ့ကဘာလုပ်နေလဲဆိုတော့ကျွန်တော်၁၄နှစ်မြဲ၉နှစ်လောက်မှာလဲမင်းတို့ဘက်ဆက်ကအကြမ်းဖက်အကြမ်းဖက်လို့ပြောလေငါတို့တွေကမင်းတို့တွေကိုခံပြင်းလေ나ကြီးလေခွေးတာတကယ်ကြီးညောင်းနေတယ်အမှတ်တိရက်ကွက်တိတိမင်္ဂလာရက်မှာရှိတဲ့ great tour တက်ကတူဇာဝဲဖြေမဲ့ကျောင်းသားတွေရောက်ရှိတဲခုံနေတဲ့နေရာမှာကလေးတွေဇာဝဲဖြေကိုသွားတဲ့အချိန်မှာသူတို့ရဲ့ကျန်ခဲ့တဲ့မိဘတွေကိုလှမ်းပြီးအချပီးရက်ခွက်ချင်းချောက် ဆောင်းဘက်တော့မဖြေနဲ့ဖြေလို့ရှိရင်မင်းတို့ရဲ့ဒါမင်းတို့ရဲ့မိဘတွေတည်နိုင်တယ်တပ်ပြင်တပ်ပြင်မှာသူတို့မင်းတို့ကလေးတွေလည်းတည်နိုင်တယ်တပ်ပြင်တယ်ဒါပြောတာအဲ့တော့ဆိုတော့မိဘတွေကချင်းချောက်ခင်တော့မထူပါဘူးဆိုကလေးတွေကိုတဲခုတည်းကတော့ခေါ်ပြီးတော့ပြန်ခေါ်လာရတယ်ပေါ့ဖြစ်သွားတယ်ဆိုတော့ PDF တွေရက်ဆက်တဲ့လုပ်ရည်ဖြစ်နေတာ PDF ပို့အုပ်စုတွေကဘာဖြစ်လို့ကလေးတွေကိုဆောင်းဘက်မဖြေခိုင်းနေလဲဆိုတော့မင်းရောဘုရားလည်းပြောရင်ပညာတတ်မှကြောက်တာပညာတတ်ရင်စင်ကြုံတရားရှိလာမယ်သွေးခေါ်ရှိလာမယ်စဉ်းစားတတ်လာမယ်အဲ့ခါကျရင်ဒီ PDF တွေလုပ်ရကမှားတယ်ဆိုတော့သိလာအဲ့ကျရင် PDF တွေမိုင်းတိုက်ချင်သလိုတိုက်လို့မရတော့ဘူး 你还能注意免疫力？免疫你也见得到没？那都都提到嘛。三百多平米的高楼，铺棉我铺菜，我三百多平米的地带，哪来没隔离三百多平米的地上漏的，沙地边的沙毛有得的，沙漠皮没隔离流，吹着的，地漏的流漏的了。这个少有的嘛。并且还有阿贝瓦的说的，不用武器没用完，第四天呢，沙漠皮吹着的鼻炎流，他没白流嘛嘞。隔离流沙地边没沙毛有大片的流，他没白流嘛嘞。还有个叫什么米亚龙，那地尿臭了嘛？鼻炎太高嘛？那米有恶心，都没得下边流的。 အကုန်ရှင်းပါဒီ2025ရဲ့6လတည်းမှာတေဆုံးတဲ့သူကခင်ဗျကျွန်တော်ခံမှားတာမလို့ဆိုရင်16ရောက်ရှိတယ် grade 12အကြောင်းသားတွေစာမပွဲသွားဖြစ်မဲ့ဥစ္စာကိုလည်း PDF တွေကတော့သူတို့မိဘတွေကိုကလေးတွေကိုစာပွဲလုံးဝမဖြေခိုင်းပါနဲ့ဖြေတယ်ဆိုလို့ရှိရင်တော့ဘာညာဖြစ်မယ်ပေါ့ကွာအဲ့လိုမျိုးချင်းချောက်တယ်လို့ပြောတယ်ဆိုတော့အခုမိဘတွေကကလေးတွေကိုခေါ်ပြီးမှပြန်သွားတယ်လို့ပြောတယ်ဆိုတော့ဘာကြောင့်မို့ PDF တွေကကလေးတွေကိုစာမတင်ခိုင်းတယ်လဲဆိုတော့ကလေးတွေကစာတတ်ခဲ့တယ်ဆိုလို့ရှိရင်တော့ PDF တွေကိုမထောက်ခံမှာကိုကြောက်တဲ့အတွက်ကြောင့်လို့ပြောတယ်ဆိုတော့ဒီနေ့ PDF တွေကပညာတတ်သလားမတတ်ဘူးလားလဲကျွန်တော်မဖြေရှင်းချင်တော့ဘူး နင်းတို့စစ်ခွေးတွေကတင်ညာတွေတော့တတ်ခဲ့ကြပါလေဒါပေမဲ့ပညာဆိုတဲ့ တဘာဝအုံနောက်ဖျားပေးထားတဲ့အုံနောက်တခုမှနင်တို့မှာအလုံးလုံးချင်းမရှိဘူးတကယ်လို့ဒါနင်တို့မှာဖျားပေးထားတဲ့အုံနောက်နဲ့အလုံးလုံးနိုင်စွာရှိတယ်ဆိုလို့ရှိရင်ဒီနေ့ပြီးသူတွေကိုလည်းနင်တို့ဒီလောက်ကြီးတိုက်နေမှာမဟုတ်ဘူးเนาะနင်တို့ဒါပညာရှိခဲ့တယ်ဆိုလို့ရှိရင်အခုကတော့ချူဘယုံတော်လာရဲတယ်လို့88ရဲခင်းတယ်လို့ဒီပြီးသူတွေကမဟုတ်တော့ပါလားအရင်တုန်းကတော့တို့ကတော့နားတယ်အခုကျတော့လုံးဝမနားဘဲနဲ့တိုက်နေတယ်ဆိုတော့ငွေတို့တခုခုများမားနေသလားဆိုတော့အတွေ့ ြစ်ခွန်နင်းတို့မှာရှိလာလိမ့်မယ်ဒါပေမဲ့နင်းတို့ဟာပညာဆိုတဲ့မိဘကနေမှမွေးလာတဲ့အချိန်မှာပါလာတဲ့အုံနောက်နင်းတို့မှာအလုံးမလုံးဘူးပညာရဲ့ကိုအားပေးတယ်ဆိုတော့မင်းအောင်လည်းကအခုဒီဆက်ဆံမတွေကိုတတ်တဲ့ PDF တွေចောင်းသားတွေကိုချင်းချောက်တဲ့ PDF တွေကိုဘလို့လုံးမလဲလို့ပြောတာဘလို့မလုံးလို့မရဘူးအခုက နင်တို့ဖိလေလေကြွလေလေဖြစ်လာလို့နင်တို့ဆုံးရှုံးနေရတယ်အခုမင်းရဲ့အွန်လိုင်းကတဲမထူးနေမထူးဖြစ်တဲ့အတွက်ကြောင့်သူကဆက်လုံနေတာနင်တို့ကစဉ်းစားရမယ်ငါတို့တလောက်အထိအော်ပြောနေတာတောင်မှဒီမင်းအွန်လိုင်းဆိုတော့ခွေးကျဘူးကမလောက်တာဘာကြောင့်လဲတကယ်လို့တာနင်းတို့ရဲ့အမေဘိုက်ထက်ကမွေးလာတဲ့ချိန်မှာပညာစွာခဲ့ရင်နင်းတို့ဒီစကားပြောမှာမဟုတ်ဘူး ်နော်ဆိုတော့အခုသူဖြစ်စေချင်တာကတော့အခုဒီညောင်ဦးတဝိုက်မှာရှိတဲ့ PDF အားလုံးကိုရှင်းပါဆိုတဲ့အမိန့်တစ်ခုပဲကြားချင်တယ်လို့ပြောတယ်ဆိုတော့အခုဒီနဲ့နင်တို့မိန့်တစ်ခုမှမချသေးဘူးပေါ့စခန်းရှုံးသွားလို့ရှင်လည်းထားပေးလိုက်တာနဲ့ဘူခါအရအစုတ်ခွာပေးလိုက်ရတာနဲ့နင်တို့မှလည်းခြားတစ်ပတ်ကိုရမ်းနေတော့တာပဲဆိုတော့အခုမင်းအောင်လိုင်ကညောင်ဦးမှလည်းဒီ PDF တွေကိုဘာမှမလုပ်ပါနဲ့လို့ပြောထားတယ်လားဒီဆိုလို့ရှင်နော်မင်းအောင်လိုင်ဟာဖေးတီဖြစ်တယ်ဆိုတာကိုသိကြအခုဒီ2020 ငါဒီ6လအတွင်းထဲမှာ PDF ကြောင့်ဟုတ်တယ်မဟုတ်တယ်ထားလိုက်သူပြောတဲ့အရာဆိုလို့6လမှာ145ရောက်ရှိတယ်အခုကျွန်တော်ဖကန့်ထဲမှာအမေလ29ရက်နဲ့ကနေမှာဂျွန်16ရက်ဆိုတာ18ရက်ပဲရှိတယ်18ရက်ထဲမှာ30နဲ့နှစ်ယောက်ကိုပြစ်တက်လိုက်ပြီဘယ်လိုပြောမလဲဒါတော့မှအခုဖကန့်တဲ့နေရာပဲရှိသေးတယ်ခဏတော့ကပြောလို့ဇီကုံးဖုန်းကြီးကြောင့်မှဘုံကျဲတက်ခတ်ခဲ့တဲ့ဥစ္စာဒါတွေဘယ်လိုလုပ်မလဲရှက်မြောက်မှာဘုံကျဲလိုက်တဲ့ကိစ္စတွေဘယ်လိုလုပ်မလဲ 6လမပြောနဲ့တပတ်ထဲမှာတော့နင်တို့ပြည်သူတွေကိုဘလောက်တတ်လိုက်ပြီလဲလူဖြစ်တဲ့သမင်းစားမှကြီးလာတယ်ဆိုလို့ရှင်နင့်ဒီစကားကိုပြောမှာမဟုတ်ဘူးဆိုတော့နင့်တိပါပါဟုတ်ကဲ့ဆရာမနွေဦးမေကျေးဇူးအရန်တင်ပါတယ်ဗျအခုလိုမျိုးခွေးရောင်သားခွေးမျိုးတွေကိုများများဖြုတ်ပေးပါလို့တောင်းဆိုပြရလေနောက်ပြီးတော့ကျွန်တော်တို့ NUG နေနေကျွန်တော်တို့ပြည်သူတွေနေနေကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေနေနေဒီခွေးရောင်သားအုပ်စုကိုအားပေးလှုံ့ဆော်နေတဲ့ဘောမအကြီးစားကြောင်မျိုးမင်းရဲ့ ကြောင်ဆိုးဥရဲ့အဲ့နှက်ကောင်ကိုဗျာအန်ယူဂျီနေနဲ့ကျွန်တော်ပြည်သူထောက်ပို့တွေနေနဲ့စူချေထောက်လိုက်စမ်းပါတယောက်ကို3000ဖြစ်ဖြစ်3000ဖြစ်ဖြစ်ပြည်သူတွေတတ်နိုင်ပါတယ်လုံလိုက်ပါဂျေဇူးပြု၍ကျွန်တော်တောင်းဆိုတာလေးကိုကျွန်တော်ပြည်သူတွေလက်ခံပေးပါဗျာနောက်ပြီးတော့ကျွန်တော်တို့ရဲ့အမေစုအသက်80ပြည့်မွေးနေ့အတွက် ။ဝင်းနစ်ဆူတောင်းဗီဒီယိုကအခုမှ6000ကျော်ပဲရှိသေးတယ်။ကျွန်တော်ပြည်သူတွေပါဝင်ပေးကြပါလို့ကျွန်တော်တောင်းဆိုပေးရသေးတယ်။ကျွန်တော်လည်းပို့ပြီးသွားပြီဗျ။ Okay ကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်ဓမ္မဘက်တော်သားတယောက်ချင်းတော်လှန်နေသက်လေးပါလို့ဆူတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့